Today, I would like to speak out for my country, Myanmar. So, our country has been going through a lot of horrific and terrifying things. ဖဖို့တမိဖဖို့ကုနေခဲ့တဲ့ cycle လေးကိုတမိလိုက်ချင်နေဆိုပြီးတော့ဖဖို့ကိုပြောတော့ဖဖို့ကနေပြီးအေးလိုက်ခဲ့လေးဆိုပြီးတော့ အာလိုက်ခဲ့ခိုင်းနဲ့အဲ့ဟိုဘောနော်အဲ့ဖိုးဖိုးဆိုင်ကိုရိုက်ရောက်သွားပါတော့ရောက်လဲရောက်လဲရောက်သွားတဲ့အချိန်မှာဘောနော်အဲ့မှာအိန္ဒိယရင်းနဲ့မြန်မာလူမျိုးရင်းနဲ့ဆက်ခိုင်းအပြက်လန်ပြောတဲ့အချိန်မှာဘောနော်အခက်လေးနဲ့တွေ့နေရတဲ့ဖိုးဖိုးကနေပြီးတော့ဒေဝီရဲ့ဒေဝီလည်းအင်္ဂလိပ်စာပြောတတ်နေရပဲတဲ့အာဒေဝီတတ်တဲ့အင်္ဂလိပ်စာလေးနဲ့တဲ့ဒီလိုလေးကူညီပေးရင်မကောင်းလားတဲ့အဲ့နဲ့တမီးကနေပြီးတော့ဟုတ်ကောင်းတယ်လို့အဲ့လိုလေးပဲကူညီမယ်လေလို့ဆိုပြီးတော့တမီးကအဲ့လိုကူညီပြတ်သွားပါရှေ့ဟုတ် ကတော့အဖဖိုးပေါ့နော်ဖဖိုးကနေပြီးတော့အဲ့တိုက်ကလေးကိုပေါ့နော်အာဘဟိုးလေးငါးပီးရင်းနဲ့ဟိုးလေးငါးပီးရင်းနဲ့အာဖဖိုးတမီဖဖိုးကကုနေခဲ့တဲ့စိုက်ကလေးကိုတမီလိုက်ချင်ရင်လေဆိုပြီးတော့ဖဖိုးကပြောတော့ဖဖိုးကနေပြီးတော့အေးလိုက်ခဲ့လေဆိုပြီးတော့အာလိုက်ခဲ့ခိုင်းနဲ့အဲ့ဟိုပေါ့နော်အဲ့ဖဖိုးစိုက်ကိုရိုက်ရောက်သွားပေါ့နော်ရောက်လဲရောက်လဲရောက်သွားတဲ့အချိန်မှာပေါ့နော်အဲ့မှာအိန္ဒိယရင်းနဲ့မြန်မာလူမျိုးရင်းနဲ့စကားအပြက်လန်ပြောတဲ့အချိန်မှာပေါ့နော် အခက်လေးနဲ့တွေ့နေရတဲ့ဘဘွားနေပြီးတော့ဒေဝီရဲ့ဒေဝီလည်းအင်္ဂလိပ်စာပြောတတ်နေရပဲတဲ့အာဒေဝီတတ်တဲ့အင်္ဂလိပ်စာလေးနဲ့တဲ့ဒီလိုလေးကူညီပေးရင်မကောင်းလားတဲ့အဲ့ဒါတမီးကနေပြီးတော့ဟုတ်ကောင်းတယ်လို့အဲ့လိုလေးပဲကူညီမယ်လေလို့ဆိုပြီးတော့တမီးကအဲ့လိုကူညီဖြစ်သွားပါရှင့်ဟုတ်ဟုတ်သူကတော့အဓိကကတော့လူကယ်ပို့ထားသူကဓာတ်ပေါ်ရရှာပါဘောနော်အာဓာတ်ပေါ်ရရှာတဲ့အချိန်မှာသူကဘယ်နေရာမှာလဲတည်ရယ်အညာမှာလဲတည်ရယ်သူက ဲ့အောက်မှာရှိရဲအဲ့ဟာကိုဖြိုးပေးပါလို့ပြောတယ်။အဲ့ချိန်မှာအဲဘဟုသမားကလည်းမဖြိုးပေးနိုင်ဘူးပေါ့နော်။ဟိုသူကြောက်တယ်ပေါ့နော်။အဲ့ချိန်မှာအဲ့ဘဟုသမားနဲ့လည်းပြန်ညှိပေးရတယ်ဒီအာအိန္ဒိယလူတွေကိုလည်းပေါ့နော်သိရမလား။အာဒီလိုဒီလိုရောရှိနေရဲဆိုပြီးတော့ပြန်ပြီးတော့ညှိပေးရတယ်ပေါ့နော်။အဲ့လိုညှိပြီးတော့မှနောက်ဆုံးတော့လည်းဟုတ်ဓာတ်ပေါ်ကြီးကသူတို့ပြောရညမှာတွေ့ခဲ့ပါရှင့်ဟုတ်။ဟုတ်သူတို့ကကျတော့အာတိုက်ရိုက်ပေါ့နော်။ International တိုက်ရိုက်လာတာဆိုတော့ဟို translator တွေဘာတွေကတော့မပါဘူးရှင်ဟုတ်အဲဒါမဲ့အဲ့လိုမျိုးပဲပေါ့နော်တမီးလိုပဲအဲတမီးလည်းတမီးလိုပဲပေါ့နော်အဲ့လိုမျိုးပြန်မေးရဲလမ်းကြော်ရင်းနဲ့ပြန်မေးွားရဲဆိုရင်လည်းရှိရောရှိခဲ့လို့ထင်ပါတယ်ရှင်ဟုတ်ဟုတ်ပါပထမအဲတမီးအဲ့ current အဲ့ဘဟုသမားပေါ့နော်အပီတီကတော့တမီးက translate လုပ်ပေးဖို့တွားခဲ့တယ်ဒါမဲ့ဒုတိယအဲတမီးတွားရဲ့နေရာကြတော့သူကဘဟုသမားရေရပေါ့နော်ဒီဟာကြီးကိုဘယ်လိုပြောမလဲ မဖြတ်ချင်ဘူးကွာမဖြတ်ချင်ဘူးသူတို့ကဒီဟာသူတို့တို့အနေရရှိရဆိုပြီးတော့ဗောနော်မဖြတ်ချင်ဘူးဆိုပြီးတော့ပြောတယ်ပြောရဲအချိန်မှာဗောနော်အိန္ဒိယလူမျိုးတွေကအဲ့အချိန်မှာပုံပုံသမားပြန်သွားရောပြန်သွားတော့အိန္ဒိယလူမျိုးတွေကနေပြီးတော့ဟိုဗောနော်သိရမလားအာငါတို့ငါတို့ပြန်လာမယ်ဒီပုံပုံသမား ready ဖြစ်ရင်ငါတို့လည်း ready ဖြစ်မယ်ဆိုပြီးတော့သူပြန်သွားပါတယ်ရှင်ဟုတ်အဒုတိယနေ့ကျတော့ရုရှားပေါ့နော်ရုရှားတွေလာတယ်ရုရှားတွေကကျတော့အတူက Tracera နဲ့လာတာပေါ့နော် Tracera နဲ့လာတော့အ Tracera မလိုတော့ဘူးပေါ့နော်မလိုတော့အဲ့နေ့ကတော့တမီသွားခဲ့ရဲဒါပေမဲ့အ Tracera မလိုတဲ့အတွက်ကြောင့်မလိုတမီတို့ကပြန်ပြန်ခဲ့ပါတယ်ရှင်အဲ့နေ့မှာရုရှားတွေ့ခဲ့ပါတယ်ရှင်ဟုတ်ဟုတ်ရှိရဲ့ရှင်ဟိုကတမီက တကယ်တကယ်ဖြစ်တော့လေတမီးကညီမအာနည်းနည်းလေးမှမရှိဘူးမန္တလေးမှာမဟုတ်ပဲနဲ့တမီးကရှစ်ငိုင်ဘက်ကိုပေါ့နော်ခဏရောက်နေတာရောက်နေတဲ့အချိန်မှာပေါ့နော်အဲ့လိုငလင်းကြီးကလှုပ်သွားတဲ့အချိန်မှာတမီးကလည်းဘလိုပေါ့နော်ဟို တမီးတို့ကပထမငလင်းလုံးပဲမတိလိုက်ဘူးငလင်းလုံးပဲမတိဘူးနောက်ပိုင်းကျတော့မှအော်ငလင်းလုံးတာဆိုပြီးတိရအဲ့ဒီမှာမန်လင်းမျိုးကြီးကိုတမီးတို့ထွက်ခဲ့တော့အကြတော့မန်လင်းမျိုးကဘာမှမဖြစ်သူပဲပေါ့နော်တတရရလေးပဲအဲ့လိုရှိနေတော့တမီးတို့လည်းပြန်ရဲပြန်ပြန်ရောက်လာတော့လူတွေတော်များလဲပေါ့နော်သူတို့အဲ့လိုမျိုးအိမ်တွေဆုံးရှုံးခဲ့ရရဲ့ပြီးတော့မန်မန္တလေးရဲ့ပေါ့နော်ဥမာမန္တလေးရဲ့အဲ့လိုအနှစ်တာရတွေပေါ့နော်အဲ့ဒါတွေလည်းတော်တော်များဆုံးရှုံးခဲ့ရတွေ့တော့ဝမ်းနည်းပါရဲ့ရှင်ဟောအော်ပီတီဖြစ်မိပါရဲ့ရှင်ဟောကိုက သူများတချို့လူတွေဆိုပေါ့နော်ဟိုတမီးထက်ကိုပေါ့နော်ဟိုသူတို့ရဲ့အသက်ကိုပေါ့နော်ရင်ဆိုင်ပြီးတော့ ဟိုဘောနော်သွားတဲ့လူတွေရှိရပေါ့နော်ဒါပေမဲ့အဲတမိသူတို့လို့တော့မလုံနိုင်ပေမဲ့လည်းတမိတမိတက်နိုင်တဲ့တစ်ဖက်တစ်လမ်းကနေပြီးတော့တမိဒီလိုလေးလှုပ်ပေးရတာကွာဝမ်းအရင်ဝမ်းမြောက်ရပါရှင့်ဟုတ်ဟုတ်အဲ့ဒါကတော့အဓိကကအဲ့လို international ကြီးပေါ့နော်အဲ့ international ကြီးတွေ့ရအောင်လို့ပေါ့နော်တမိကအဓိကကတော့အဲတမိတို့မြန်မာနိုင်ငံကပေါ့နော်ဘာတွေကြုံတွေ့နေရတယ်ဘလို့ခက်ခဲနေလဲရေဆိုင်နေရတယ်ပေါ့နော်ပြီးတော့အဲတမိတို့ဒီမြန်မာနိုင်ငံကြီးပြန်ပြီးတော့အရင်တော့အဲ့လိုပြန်ဖြစ်ဖို့ကအဲပေါ့နော်သူတို့ကူညီလိုရယ်အကူညီပေးရ ပါဆိုပြီးတော့တမီး speak out လုပ်ထားရလေးပါရှင်ဟုတ်တမီးကတော့အာတမီးကိုပေါ့နော်ဒီလိုလူချင်းနေဆိုပြီးတော့ပြောရဲအာအဲ့လိုမျိုးလူတွေကိုပေါ့နော်တမီးကအလူချင်းတွေကိုတမီးကအာတမီးကပတ်ဆက်နေပါလေလက်မခံအောင်ပေါ့နော်လက်မခံမဲနဲ့တကယ်လိုအပ်နေတဲ့နေရာကြီးပေါ့နော်တကယ်ဟိုဘယ်လိုပြောမလဲတမီးကိုအကူအညီလိုအပ်နေတဲ့နေရာကြီးကိုတမီးကအဲ့လူချင်းတွေကိုခေါ်သွားပြီးတော့အာအဲ့မှာပဲအာလူကိုင်းပါရှင်ဟုတ်ဒေဝီလည်းပေါ့နော်ဒေဝီတက်မြောက်ထားရဲ့ပညာလေးနဲ့ဒေဝီဒီလိုကူညီနေတာဆိုတော့ပေါ့နော်အာဒေဝီဒေဝီထွက်တော်ရဲ့လူတွေမှာ အများကြီးပဲပေါ့နော်အဲ့တော့အဲ့လိုလူတွေကိုလည်းတတ်နိုင်တဲ့လောက်လေးကူညီပေးပါအောင်လို့တပည့်တေရမေတ္တာရက်ခိုင်ချင်ပါရဲ့ရှာပေါ့ဟုတ်တမီးကဒီပေါ်မှာပြောချင်တာကတော့ပေါ့နော်အော် volunteer တွေရောဒီကယ်ဆယ်ရေးတွေရောပေါ့နော်အကုန်လုံးကိုအဲကျဲမာကြီးခယူဆိုင်ကြပါပြီးတော့ safety ဟိုပေါ့နော်တေချာလေးဥဆောင်ပေးကြပါဘာလို့လဲဆိုတော့ safety ကလည်းလိုအပ်တယ်ပေါ့နော်ဟိုကို safe ဖြစ်မှသူများတွေကိုလည်းဟိုတေချာလေးကယ်နိုင်မှာပေါ့နော်အဲ့တော့ safety ကိုလည်းတေချာလေးဥဆောင်ပေးကြပါပြီးတော့အကုန်လုံးကိုလည်း fighting မှာလို့အားလည်းတင်ကြပါလို့ပြောချင်ပါတယ်ရှင့်အာပြီးတော့တမီးကိုပေါ့နော်ဒီချိန်ကဒီဟိုငယ်လေးကနေဒီချိန်ထိပေါ့နော်စာသင်ပေးခဲ့ဆရာမတွေအကုန်လုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်အာပြီးတော့တမီးကိုအာ supporting ပေးကြတဲ့မိဘနှစ်ပါးလုံးရောအာအဖိုးဖွားတွေရောပေါ့နော်အကုန်လုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင့်